ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမတို့မြစ်တီကိုပါ။မလိုက်မြန်ရန်ကအစောရထားခီးစေမေလ၁၀ရက်နေ့မှာပြည်လည်ပြည့်ဆွဲမယ်တဲ့။ကမ္ဘာပြည်စမများအရှက်တာဇော်ဘယ်ကေးရဲ့ပိုင်ဆိုင်မှု69ရာခိုင်နှုန်းကိုလှူဒါန်းမဲ့တဲ့။အိန္ဒိယစစ်ဘက်ပြစ်မှတ်များကိုပါကစ္စတန်တိုက်ခိုက်ခဲ့တဲ့တဲ့။ မရွတ်တဲ့ယူပါဠိဘိုလ်လူပွဲတို့ဖြုံးဝဲမရှိဘဲနဲ့တက်နိုင်တဲ့အတွင်ဖြစ်လာတဲ့တဲ့ရင်ပါဝင်အစရှိတဲ့ပြည်ရင်းပြည်ပါစိတ်ဝင်စားဖွယ်ရတဲ့တဲ့နေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ရင်းသတင်းပုတ်ကိုတင်ဆက်ပေးကြပါတယ်မော်လမြိုင်ရန်ကအစောအထားခီးစဉ်မေလ10ရက်နေ့မှာပြည်လဲပြည့်စွတ်မယ်လို့သိရပါတယ်ဒီတဲ့ရင်ကိုတော့မြန်တူကပေးပို့လာပါပါ မော်လမြရန်ကအဆောင်ရထားခီးစဉ်ကိုမေလ10ရက်နေ့မှာပြန်လည်ပြည့်စွဲပေးသွားမှာဖြစ်တယ်လို့မော်လမြန်ဘူရာကြီးကတည်ပြထားပါတယ်။ထို့သောပြည့်စွဲပေးရမှာမော်လမြန်ဘူရာကြီးမှာထွက်ခွာမဲ့အမှတ်80နဲ့အဆောင်ရထားကိုလက်အိတ်ရထားတန်းဆွဲနဲ့ပြည့်စွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာနှင်းပလဲဘူရာနဲ့တောင်စုံဘူရာကြားမှာရှိတဲ့ယထာလန္တရာကိုပြပြင်ဆောင်ရမှုများအပိသက်ဆောင်ရနေဖြစ်တယ်လို့လဲမော်လမြန်ဘူရာကြီးရဲ့အတိပေချက်ရသိရပါတယ်။ အဲအကြောင်းလိုက်ပါမခီးသွားပြီသူများအနေနဲ့အထက်တန်ရဲ့ကျိုလက်မှတ်များကိုမော်လမြိုင်ဘူဒါကြီးရဲ့ကျိုလက်မှတ်ယုံမှာမေလရှိရက်မနက်9နာရီမှနေ့လယ်3နာရီထိရောင်းချပေးခဲ့ပြီးရိုးရိုးတန်းရဲ့ကျိုလက်မှတ်များကိုတော့မေလ9ရက်နေ့မှရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းတဲ့ဘက်ကိုတင်ဆက်ပေးကြပါတယ်။ကမ္ဘာပြည်ဆမာများအရှက်သာဆုံးဘယ်လ်ဂေးရဲ့ပိုင်ဆိုင်မှု69ရာခိုင်နှုန်းကိုလှူဒါန်းမယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ ကမ္ဘာအရှမ်းသာဆုံးဘီလီယံနာတွေထဲမှာပစ္စမမြောက်နေရာမှာရှိရဘယ်ဂိတ်ကသူပိုင်ဆိုင်ထားတဲ့ဂျိုဟန်မူရီရဲ့99ရာခိုင်နှုန်းအထိလှူဒန်းသွားမယ်လို့သိရပါတယ်။ Microsoft အပါအဝင်ဤပညာလုပ်ငန်းတွေနဲ့ကမ္ဘာအရှမ်းသာဆုံးသူတွေကတအုပ်ဖြစ်လာခဲ့တဲ့ဘယ်ဂိတ်ဟာသူတည်ထောင်ထားတဲ့ဂိတ်ဖောင်ဒေးရှင်းက10သူပိုင်ဆိုင်မှုတွေရဲ့99ရာခိုင်နှုန်းကို2045ခုနှစ်နောက်ဆုံးထားပြီးလူမှုအကျိုးပြုလုပ်ငန်းတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေမှာလှူဒန်းသွားမယ်လို့သိရပါတယ်။ဂိတ်ဖောင်ဒေးရှင်းဟာ COVID ကရောဂါကာကွယ်ဆေးတွေထောက်လုံနိုင်ဖို့နဲ့စီးရဲ နှံပါးတဲ့နိုင်ငံတွေကိုအခမဲ့ဖြည့်ရှိပေးနိုင်မှုအတွက်လူတိုင်းမှုအများပြားပြုလုပ်ခဲ့တယ်လို့ကျမ်းမာရေးစာနယ်ဇင်းခါဖူလုံရေးဆိုင်နဲ့ကဏ္ဍတွေမှာလည်းငွေကြေးပမာဏမြတ်ပြားတဲ့လူတိုင်းမှုတွေပုံမှန်ပြုလုပ်နေတဲ့ဖောင်ဒေးရှင်းလေးဖြစ်ပါတယ်ဒီကေဟာလက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ180ဘီလီယံအထိချမ်းသာကျွေးဝပြီးကမ္ဘာပရာဟိတနယ်ပယ်မှာလှူဒန်းမှုအကြီးမားဆုံးပြုလုပ်ခဲ့သူတဦးဖြစ်လဲမှတ်တမ်းဝင်ထားတယ်လို့သိရပါဗျ။နောက်ထပ်နိုင်ငံတကာဒိန်းသဘောကိုတင်ဆက်ပေးကြပါမယ်။ အိန္ဒိယစစ်ဘက်ပြစ်မှတ်များကိုပါကစ္စတန်တိုက်ခိုက်ခဲ့ပါတယ်ဒီသတင်းကိုတော့ညင်းချောင်းဟောပြပို့လာတာပါအိန္ဒိယနိုင်ငံထဲမှာရှိတဲ့စစ်ဘက်နဲ့ဆိုင်တဲ့ပြစ်မှတ်တွေကိုပါကစ္စတန်ဘက်ကတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရလို့သိရပါတယ်အိန္ဒိယထိရှုပ်ထားတဲ့ကက်ရှမီးယားဒေသမှာရှိတဲ့ဂျမ္မူမြို့မှာစစ်ဘက်နဲ့ဆိုင်တဲ့နေရာသုံးခုကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အိန္ဒိယစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ် တိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာဒရုန်းတွေနဲ့ဒုံးကျည်တွေကိုအတုံးပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကအိန္ဒိယစစ်တပ်ကပါကစ္စတန်ပိုင်နယ်ထဲကိုလေဆာကတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာပါကစ္စတန်ဘက်ကပထမဆုံးချိန်အနေနဲ့တုတ်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာအစ္စလာမစ်စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်ဟိန်းနူခီသွားဧည့်သည်26ကိုသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နျူကလ িয়ার ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်တာကြောင့်တိုက်ခိုက်မှုကြီးမားတိုက်ခိုက်မှုတွေဖြစ်မလာအောင်တခြားနိုင်ငံတွေကဆက်ဆက်ဆွေးနွေးမှုတွေလုပ်ဆောင်ပေးဖို့အတွက်ကြိုးပမ်းနေရလို့လည်းသိရပါတယ်။နောက်ထပ်အားသာတဲ့တဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။မယ်ယူအသင်းယူပါလီဘုံလူပွဲကိုရှုံးမမရှိပဲနေနိုင်တဲ့အသင်းဖြစ်လာပါတယ်။ဒီသတင်းကိုတော့ညင်းကြအောင်ပါပြပေါ်လာပါဗျ။ မန်ယွတ်တင်ဟာအင်္ဂွေမှာဗီဗာကိုလေကူတကူနဲ့အနိုင်ရခဲ့တာကြောင့်ယူရိုပါလီဘောလူပွဲကိုရှုံးမွေးမရှိဘဲနဲ့တက်ရောက်နိုင်ခဲ့တဲ့အသင်းအပြင်မှတ်တမ်းဝင်ခဲ့လို့သိရပါတယ်။ ။မန်ယူအသင်းဟာဘီဘာအုံနဲ့ပွဲမှာဥဆောင်ကိုပြီးခဲ့ရပေမဲ့မင်းစစ်မှာကက်စမီရိုနဲ့ဝိုက်လန်တို့ကမန်ယူအသင်းအတွက်ရှေးပါကူနဲ့အနိုင်ကိုတွေပြန်နဲ့တွေ့ဖို့ပြီးခဲ့တာပါ။မန်ယူအသင်းဟာဒီနေ့ယူပါလီပြိုင်ပွဲမှာ၁၄ပွဲစတိုင်းရှုံးပွဲမရှိကစားနိုင်ခဲ့တာကြောင့်အသစ်သမိုင်းတစ်ချောင်းဥရောပပြိုင်ပွဲတွေမှာရှုံးပွဲမရှိပွဲအရေအတွက်အများဆုံးကစားနိုင်တဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ မန်ရွယ်တင်အတွက်ရှိပါကိုနဲ့အနိုင်ကိုတွေ့ယူပေးခဲ့တဲ့နေစင်မောင်ဟာမန်ရွယ်တင်ကိုရောက်ရှိလာပြီးနောက်ပိုင်းမန်ရွယ်တင်ရဲ့အင်ဂွေအိုထရက်ဖို့မှာပထမဆုံးအကြိမ်ဂိုးတိုးနိုင်ခဲ့ရလဲဖြစ်ပါတယ်မန်ယူနီပြအင်မိုရင်ကဘောလူပွဲရောက်ခဲ့ပေမဲ့ချန်ပီယံမဖြစ်ရင်ဘာမှအကျိုးမရရတယ်လို့ဖြစ်မှာကြောင့်ဘောလူပွဲကိုပဲအအောင်ဆိုင်ထားဖို့အတွက်ကစားသမားတွေကိုတိုက်တွန်းခဲ့လို့လည်းသိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ဒီလိုအားပေးကြပရိသတ်များအားလုံးကျန်းမာရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။